အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ယုံကလေးဆိုးပေဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တာယာတဲ့နည်းနည်းခင်းလေးမှာယုံကလေးဆိုးပေဟာလမ်းလျှောက်ထွက်လာတယ်လမ်းတနေရာအရောက်မှာတော့ဟာကြောင်တုံပါလားအပေမော်တက်ပြီးဖုတ်ယူရမယ်ပြားရည်ထဲဖို့ထဲကြရပြန်ယူရမယ် ဟေးကောင်လေးဘယ်သွားမလို့လဲပြားရီထဲဖို့ထဲတရာပြန်လာယူရငါလဲလိုက်ခဲ့မယ်ကွာပြားရီနင်းနေပပစားရှင်လို့ပါဦးဝဝွန်ကြီးကိုခွဲပေးရရင်ငါတော့နင်းနေပဲရတော့မယ်အဲ့ဒါနဲ့ပဲပြားဟုံကတစ်တစ်လေးဆိုတော့ရမယ်ပြားရီကလည်းနင်းနေပဲရမှာဗျဒါနဲ့ ပြားရီအတွက်ပြားရီနည်းနည်းခြံထားခဲ့ဖို့တော့မမိနဲ့နော်ပြားရီကုံသွားတော့လေပြားရီကသူတို့ဘာသာထတ်စုမှာပေါ်ဗျသိုးပြားတစ်ပင်ပေါ်အမြန်တက်ပြီး ပြားအုံကိုအလောတကြီးနှိုက်လိုက်တာပေါ့ကြည်သန်းလောဘကြီးပြီးတို့ပြားရီကိုအကုန်ယူနေပြီထွက်တိုက်ကြရဲဘော်တို့ ခြောက်กว่าမလို့စိနေဟာပြားတွေကုန်ထွက်လာပြီဝီဝီအာအာအာကြောက်ပါပြီဗျဝီဝီဟင်းမင်းဟာလောဘကြီးတာဟိုခုတော့ပြားတုတ်ခံရပြီနည်းနည်းတော့စားဖို့ယူရင်ပြားတွေကဘာမှမလုပ်ပါဘူး ပြားတွေကကျင်နာတက်ပါတယ်။မင်းကခွက်ကြီးနဲ့အကုန်ယူမယ်ဆိုတော့သူတို့ကဘယ်လက်ခံမလဲ။ကြည့်ငါတက်ယူပြမယ်။နည်းနည်းပဲယူမှာပါကွ။ပြားကြီးနည်းနည်းပပသာယူတဲ့ဥဝဝုံကိုတော့ပြားတွေကမတိုက်ခိုက်ကြဘူး။ကဲတွေ့ပြီမဟုတ်လား။ရော့မင်းလည်းနည်းနည်းစားဖို့။ယုံလေးဆိုးပေးရ။ မိမိအပြုအမူအတွက်ရှက်မိနေတော့တယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်